ရှေးရှေးတုန်းကစိမ့်လန်းဆိုပြတဲ့စဘာခင်းတွေကြားကရွာလေးတရွာမှာဆင်းရဲတဲ့မိဘမဲ့ကောင်လေးတယောက်ရှိတယ်။သူ့နာမည်ကအောင်ပါသူ့မှာမိသားစုလည်းမရှိ စားစရာလည်းမရှိတော့တနေ့တာကိုမြေပေးမှာငါးဖန်းရင်းနဲ့ကုံဆုံးခဲ့ရတယ်။တနေ့တော့သူတနေ့ကုံစားစရာရှာခဲ့ပေမဲ့သူ့ပိုက်ကမလာဖြစ်နေတော့ပဲငါးတကောင်မှမရခဲ့ဘူး။ရခဲ့တာကတော့ တေးငယ်တဲ့ဖားစိမ့်လေးတကောင်ပဲစိတ်ပြက်အားငယ်စွာနဲ့သူကဖားကို သူ့ရဲ့အိမ်ငယ်လေးထဲထည့်ပြီးအိမ်ကိုလမ်းလျှောက်ပြန်ခဲ့တယ်။သူရွာကိုရောက်တော့ကျင်နာတတ်တဲ့မိသားစုတစ်ခုကသူ့ကိုတွေ့ပြီးထမင်းစားဖို့သူတို့အိမ်ကိုဖိတ်ခေါ်တယ်။ကျွန်တော်ဝင်ကျင်ပါတယ်အောင်ကပြောတယ်။ဒါပေမဲ့ခမားတို့ရဲ့ကြက်ဖတွေကကျွန်တော်ဖားကို စားမှာစိုးလို့ပါ။ ိသားစုကသူ့ရဲ့ထူးဆန်းတဲ့စိုးရိမ်မှုကိုသဘောကျပြီးရင်မောကြတယ်။ကျွန်တော်တို့ကျက်ဖတွေကမင်းရဲ့ဖားကိုစားသွားရင်ဖခင်ကပြောတယ်။ငါတို့မင်းကိုတန်ရာတန်ကြီးပေးပါမယ်။အောင်အိမ်ထဲဝင်သွားတယ်။ဘသူမှမကြည့်နေတဲ့အချိန်မှာ သူကဖားကို သူ့အိတ်ထဲကနေတေချာထုတ်ပြီးကျမ်းပြင်ပေါ်ပြစ်ချလိုက်တယ်။အစားကျူးတဲ့ကျက်ဖတကောင်ကချက်ချင်းပြေးလာပြီးဖားကိုစိတ်ကတကောင်လုံးကို စားပစ်လိုက်တဲ့အောင်ကအယံဒေါသထွက်တယ်လို့ဟန်ဆောင်လိုက်တယ် မိသားစုကသူ့ရဲ့စိတ်ဆင်းရဲမှုကိုမြင်တော့အယမ်းစိတ်မကောင်းဖြစ်သွားတယ်။သူ့ကိုတန်ရာတန်ကြေးပေးဖို့အင်ရှင်ကအောင်ကိုကြီးမားပြီးလှပတဲ့ကြက်ဖတ်တကောင်ပေးလိုက်တဲ့အောင်ကကြက်ဖတ်ကိုယူပြီးနောက်ရွာကိုခရီးဆက်ခဲ့တယ်။အဲ့ဒီမှာသူကအတူပအိမ်တစ်ခုကိုရောက်သွားပြီးညအိပ်ဖို့ဖိတ်ခေါ်ခံရတယ်။ ကျွန်တော်အိတ်ချင်ပါတယ်အောင်ကပြောတယ်ဒါပေမဲ့ကျွန်တော်ချက်ဖောက်ကိုတေဆုံးသွားတဲ့လူက စားမာဆိုးလို့ပါအင်ရှင်တွေကဒါဟာအယမ်းမိုက်မဲတဲ့စကားလို့ထင်ပြီးရေမောကြတယ်ကျွန်တော်တို့ရဲ့တေဆုံးသွားတဲ့လူကမင်းရဲ့ချက်ဖောက်ကို စားသွားရင်အင်ရှင်ကပြန်ပြောတယ်မင်းတောင်းတဲ့တန်ရာတန်ကြီးကိုငါတို့ပေးပါမယ်ဒါနဲ့အောင်အแทးကိုဝင်သွားတယ်လူတိုင်းအိတ်ပျော်နေတဲ့အချိန်မှာအောင်က တိတ်တိတ်လေးထလာတယ်သူကချက်ဖောက်ကိုတက်ပြီး ကျက်ဖရဲ့သွေးနဲ့ငွေတွေကိုတေဆုံးသွားတဲ့လူရဲ့မျက်နာပေါ်မှာတုံလင်းလိုက်တယ်ပြီးတော့ကျက်ဖရဲ့အလောင်းကိုမြေကြီးထဲမြုပ်လိုက်တယ်ပြီးမှဘာမှမဖြစ်ခဲ့တယ်လို့မျိုးအိယာကိုပြန်သွားတယ် နက်ရောက်တော့အောင်ကသူ့ချက်ဖောက်ကိုရှာနေတဲ့ဟန်ဆောင်နဲ့အင်ရှင်တွေလည်းရှာကြပေမဲ့မတွေ့ကြဘူးသူတို့ချက်သီးထเสียကောင်းတာကတော့တေဆုံးသွားတဲ့လူရဲ့ပါးစပ်နဲ့မျက်နှာမှာသွေးတွေနဲ့မွှေးတွေဖုံးလွှမ်းနေတာကိုတွေ့လိုက်ရတဲ့အောင်ကအရန်ဒေါသထွက်တဲ့ဟန်ဆောင်ပြီးရွာသူကြီးကိုပြောမယ်လို့ချင်းချောက်လိုက်တယ်ရွာသားတွေကကြောက်လန့်တုန်လှုပ်ပြီးသူ့ကိုတိတ်တိတ်နေဖို့အတွက်ငွေများကြီးပေးလိုက်ကြတယ်။ဒါပေမဲ့ အောင်ကကျွန်တော်ဒီလူကိုခေါ်မသွားရရင် ပြန်มาမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒါနဲ့ရွာသူကြီးကအရှုပ်ရှင်းကိုရှောင်ရှားဖို့အတွက်သူ့ကိုတေဆုံးသွားတဲ့လူကိုပေးလိုက်တယ်။အောင်ကတေဆုံးသွားတဲ့လူကိုသူ့ပခုံးပေါ်မှာထမ်းပြီးခီးဆက်ခဲ့တယ်။သူကဆင်တွေနဲ့နမဲကြီးတဲ့ရွာတရွာကို ရောက်လာတယ်။ ရွာထိတ်ကအိမ်တအိမ်ကသူ့ကိုသူတို့ရဲ့ဆင်အိမ်မှာအိတ်ဖို့ဖိတ်ခေါ်တယ်ကျွန်တော်အိတ်ချင်ပါတယ်အောင်ကပြောတယ်ဒါပေမဲ့ကျွန်တော်နဲ့အတူပါလာတဲ့လူနာကို ခမားတို့ရဲ့ဆင်တွေကနင်းမိမှာစိုးလို့ပါသူတို့မှာခန်းနာထယ်ဝါတဲ့ဆင်ဖြူတော်တကောင်ရှိနေတာကို သူသိပြီးအဲ့ဒီဆင်ကိုလိုချင်ခဲ့တယ်ရွာသားတွေကသူ့ရဲ့ထူးဆန်းတဲ့တောင်းဆိုမှုကိုကြားတော့ရေမောကြတယ်သူ့ရဲ့အစီအစဉ်ကို သူတို့မသိကြဘူး အဲ့ဒီညမှာလူတိုင်းအိပ်ပျော်နေတဲ့အချိန်မှာအောင်ကတိတ်တိတ်လေးတည်ဆုံသွားတဲ့လူကိုစင်ဖြူတော်ဘေးမှာချထားလိုက်တဲ့မောင်မိုက်ထဲမှာစင်က အလောင်းကိုမမြင်ပဲမတော်တဆနင်းမိလိုက်တယ်။မနေ့ရောက်တော့စင်ပိုင်ရှင်ကနင်းမိထားတဲ့အလောင်းကိုတွေ့ပြီးတုံ့လုပ်သွားတယ်အောင်ကအယံတော်သားထွက်တဲ့ဟန်ဆောင်နဲ့အရှုပ်ရှင်းကိုရှောင်ရှားဖို့အတွက်စိတ်အားထက်သန်နေတဲ့ပိုင်ရှင်က သူ့ကိုကြီးမားတဲ့ဆုလက်တစ်ခုပေးဖို့ကမ်းလှမ်းနေဒါပေမဲ့ အောင်ကလုံးဝလက်မခံခဲ့ဘူးခမည်းရဲ့စင်ဖြူတော်ကိုကျွန်တော်ကိုမပေးမချင်းဘသူကိုမှမပြောဘူးလို့သူကပြောလိုက်တယ်။ဒါနဲ့ပိုင်ရှင်က သူ့ကိုခန်းနားထဲဝါတဲ့စင်ဖြူတော်ကိုပေးလိုက်တယ်။အဲဒီနေ့ကစပြီးအောင်ရဲ့ကံကြမ္မာတွေပြောင်းလဲသွားပြီးစည်ရဲမှုကနေလွမြောက်သွားပါတဲ့ကွယ်။